မင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Facebook တစ်ခုလုံးကိုမမောင်လေးရဲ့သတင်းတွေကလွှမ်းမိုးထားပါတယ်မမောင်လင်းကိုအားပေးတဲ့သူတွေထဲမှာနာမည်ကျော်မင်းသမီးတောင်ပါခဲ့တယ်ခင်ဗျာဒီကြောင့်အားလေးရောစိတ်ဝင်စားစရာကောင်းပါတယ်မမောင်လင်းကိုပြန်လာတဲ့အချိန်မှာလည်းမီဒီယာတွေကဝိုင်းပြီးတော့အင်တာဗျူးကြတော့သူကဖြေကြတဲ့စကားအကြောင်းအရာတွေနောက်ပြီးတော့ပွဲထဲမှာဖြစ်ပျက်ခဲ့တဲ့သတင်းတွေနောက်တစ်ချက်ကတော့နိုင်ငံတကာသတင်းမီဒီယာတွေကအစမန်ယူရဲ့ပွဲမှာမမောင်လင်းဂိုးသွင်းတဲ့အကြောင်းတွေကိုဖော်ပြနေကြတော့မမောင်လင်းရဲ့အကြောင်းက ် online လူမှုကွန်ရက်တစ်ခုလုံးမှာတကယ်ပွဲစုနေတယ်ဖုံးလွှမ်းနေတဲ့သတင်းဖြစ်ခဲ့တယ်ပေါ့လေအဲ့တော့ဒီနေ့မောင်လင်းကိုအားပေးတဲ့မင်းသမီးတွေမှာဆိုရင်အင်းမြတ်သူတို့ဦးစုံတို့ညအရုံအောင်ပေါင်ဝင်ခဲ့တယ်ခင်ဗျအဲ့ဒီအနုပညာရှင်သုံးလုံးကလည်းမောင်လင်းအခုလိုမင်းဘက်ကိုဂိုးသွင်းတာအတွက်သူလည်းဂုံယူမိရဲ့အကြောင်းနဲ့ရေးသားလွှင့်နေထားတယ်။ညရာဆိုလဲဒါသူ့တငယ်ချင်းပေါ့လေ။သူ့မိစေဖြစ်တဲ့မောင်လေးရဲ့အခုလိုစွမ်းဆောင်ပြနိုင်မှုကို အရန်ကုန်ပြီးရတဲ့အကြောင်းပေါ့လေရေးသားလွှင့်နေတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ခင်ဗျအဲဒီမောင်မောင်လင်ကမနေ့ကပွဲစဉ်မှာဆိုရင်သူဒီဟိုအရန်ကစားသမားဖြစ်ပါဝင်ကစားရတာပေါ့လေဒါပေမဲ့မောင်လင်ကအကောင်းဆုံးပုံစံတစ်ခုကိုထုတ်ပေါ်ပြသသွားနိုင်ခဲ့တယ်သူဂျီမန်နာရဲ့အတိုင်းပဲမယုံဘက်ကိုပေါ့လေကိုသူညင်နေဆိုတော့သူ့ရဲ့အိမ်မက်ဟာတကယ်ဖြစ်မြောက်သွားခဲ့တယ်54မိနစ်မှာသူလူသားဝင်လာခဲ့ပေမဲ့ပွဲကစားချိန်82မိနစ်မှာ အာဆီယံညွန်ပေါင်းအသင်းအနိုင်ရစေမဲ့တလုံးလီသောအဖိုးတန်ကိုကို မောင်မောင်တွင်သွင်းယူပေးနိုင်ခဲ့တယ်ခင်ဗျအဲဒီပွဲမှာဆိုရင်မန်ချက်စတာနိုက်တက်အသင်းကကစားသမား16ယောက်အထိလူလဲပြီးတော့ကစားခဲ့တယ်ဒီဘက်ကအာဆီယံညွန်ပေါင်းအသင်းကကစားသမား15ယောက်အထိလူလဲတယ်ပြီးတော့ကစားခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်အဲ့တော့မောင်မောင်တွင်ရဲ့ဒီပွဲမှာသွမ်းဆောင်ပိုင်းဆိုင်ရာကိုတော်တော်များမီဒီယာတွေကရှင်းယူကြသလို အရှိတောင်အာရှမှာရှိတဲ့လိပြိုင်ပွဲတွေကကလပ်အသင်းတွေကလည်းအခုဆိုရင်မောင်မောင်လုံရဲ့စွမ်းဆောင်ယူကိုပြန်လည်အခက်ခတ်ပြီးတော့သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေစောင့်ကြည့်တာရှိလာလို့လည်းဒိန်းတွေထွက်ပေါ်နေခင်ဗျမနေ့ကဆိုရင်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ကိုရိုင်းဒီပွဲကိုလာအောင်တည်ရှိခဲ့တယ်ပွဲပြီးတဲ့အချိန်မှာအန်ဝါအီဗရာဟင်ကဒီပွဲအနိုင်ရအောင်စွမ်းဆောင်သွားခဲ့တဲ့အာဆီယံညွန်ပေါင်းတဲ့ကစားသမားအားလုံးကိုကြီးကျယ်စွာပြောသွားခဲ့တယ်ခင်ဗျမန်ယူကတော့လက်ရှိမှာရလတ်တွေဆိုးရွားခဲ့တဲ့ဝေဖန်ခံနေရတယ်အထူးသဖြင့် ဗြိတိန်သတင်းမီဒီယာတွေကအာဆီယံညွန်ပေါင်းအသင်းလိုအသင်းနဲ့ပွဲမှာတော့မန်ယူအသင်းရဲ့ပုံစံကောင်းကိုမတွေ့ခဲ့ရဘူးစိတ်တည်းရရအရန်ကိုကြားဆင်းနေတယ်ဆိုပြီးတော့ထောက်ပြဝေဖန်ရေးသားထားတွေ့ရတယ်ရုပ်သောမန်ယူပြည်သက်တွေကလည်းဒါဟာမန်ယူအစ်စ်မဟုတ်ဘူးလက်ရှိအနေထားကနီးပြရောကစားသမားတွေရောအားလုံးမှလဲလဲပြစ်လိုက်မှကောင်းတော့မယ်ဆိုတော့ပုံစံမျိုးတွေထောက်ပြဝေဖန်ရေးသားတာကိုကျွန်တော်မြင်တွေ့ရတယ်ခင်ဗျဘာလို့ကြောင့်မောင်နှင်ကောင်လက်ရှိမှာနာမည်ကျော်မင်းသမီးတွေရဲ့အားပေးမှုတောင်ရရှိနေပြီ ထောက်ခံဝန်ရမှုတောင်ရရှိနေပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်ပြောပြလိုက်တာဖြစ်ပါတယ်ဒီထဲမှာသူ့ကိုထောက်ခံဝန်ရနဲ့အေးမြတ်သူမြရနဲ့ဖူးဆောင်တို့ကဘယ်လိုတွေရေးသားပြီးတော့ပို့စီရေးသားခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြည်သက်တွေသိရှိရအောင်တခါတည်းပူတွဲပြီးတော့တင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာယေရှုအားပြီးတော့ပြည်သက်အားလုံးကိုလည်းအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ